မြင်တွေ့နေရတာကတော့ချင်းမိုင်မြို့ရဲ့လွယ်ကထုံပွဲတော်ဖြစ်ပါတယ်။လွယ်ကထုံပွဲဟာထိုင်းရိုးရောင်ပွဲတော်တွေထဲကတစ်ခုပါ။လွယ်ကထုံပွဲကိုမြန်မာလိုပါလာပြန်မယ်ဆိုရင်လွယ်ဆိုတာမျောတာပါ။ကထုံကတော့စီမီကိုပြောတာပါ။စီမီမျောပွဲလို့အတိတ်ပဲရပါတယ်။လွယ်ကထုံပွဲဟာရင်းနှီးနှက်ဖျားမကိုပူဇော်ပြီးဆုတောင်းကြတဲ့ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။ဒီလိုမျိုးစီမီမျိုးပွဲတွေဟာမြန်မာနိုင်ငံနဲ့လာအိုနိုင်ငံတွေမှာလည်းရိုးရောက်ပွဲတော်အနေနဲ့ပြုလုပ်ကြပါဗျ ဒီပွဲတော်ကို20နိုဝင်ဘာလရဲ့လပြည့်ရက်တွေမှာကျင်းပတာဖြစ်လို့တနစ်နဲ့တနစ်ပွဲတော်ရက်တွေကတော့မတူပါဘူးဒီနေ့နိုဝင်ဘာလမှာတော့လပြည့်ရက်ဖြစ်တဲ့နိုဝင်ဘာလ9ရက်နေ့နဲ့6ရက်နေ့ကိုပွဲတော်ရက်အဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်လွေကထုံပွဲတော်မှာဆိုရင်ကထုံမျောတာအပြင်စီနီးပူစောတာနဲ့မီးပုံလွတ်တာတွေကိုလည်းလုပ်ကြပါတယ် ပွဲတော်ကိုချင်းမိုင်မြို့မှာဖြတ်တန်းစီစဉ်နေတဲ့မဲ့ပြင်းမြစ်တလျှောက်တွေနဲ့ချင်းမိုင်ရဲ့အထင်ကရနေရာဖြစ်တဲ့ထပ်ပယ်ကိန်းမြို့ဟောင်းနေရာတွေမှာစီကားတိုက်မြိုက်စွာကျင်းပနေပါတယ်။ချင်းမိုင်မြို့ရဲ့လွယ်ကထုံပွဲတော်ကိုဒေသခံတွေအပါအဝင်မြန်မာနိုင်ငံသားတွေနဲ့ကဘာလက်ခီးသွားအများအပြားလဲနိုင်ရပါဝင်ဆင်နွှဲကြတာကိုတွေ့ရပါတယ်ရှင်။